မင်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလဗီဒာညွှန်ကြားမှုဦးစီးဌာနကနေမတ်လ20ရက်ဒီဂရီ98နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပ်လီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်တာမိုင်းတို့တွင်တိမ်သင့်တဲမှာတိမ်ထူရနေပြီးကြာမင်္ဂလာပင်လယ်အော်တွင်တိမ်နေငယ်ဖြစ်ထွန်းနေပါမယ်။ ဒီကနေ့ညနေဒီခမန်းချက်ကတော့တနင်္လာရတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာကွက်ကြားမိုးထစ်ကြုံရပါမယ်။ရွာအရနှုံး80ဖြစ်ပါတယ်။နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့တွင် အများအပြားတာယာပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်အထင်တိဖြစ်ထောင်းပါမယ်။မြမပင်လေပြည်တွင်လှိုင်းနေငယ်မှလှိုင်းတင်တင်ရှိပါမယ်။ လိုင်းမြင်မှာမြမကိုင်းဝန်းတရှောင်းနဲ့ကမ်းလွန်ပင်လေပြင်းတို့တွင်လေးပင်မှ၆ပီကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျကျဲမိုးထစ်ချုံရွာနိုင်ပါတယ်။နေပြည်တော်မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့အများအပြားတာယာပါမယ်။ရန်ကုန်မြို့နယ်ဒီတဝိုက်အတွက်ဒီကနေ့ညနေဒီခမ်းမန်းချက်ကတော့တိမ်နေငယ်ဖြစ်ထွန်းပါမယ်ရှင်